ခရစ်တော်ဖျားရှင်ရဲ့ညီညာချင်းမင်္ဂလာသင်တို့အားလုံးနဲ့အတူဒီကနေ့မြန်မာပြည်တဝမ်းလုံးမှာနော်မြန်မာရဲ့ပြက်ကရင်ရကျွန်တော်တို့နှစ်သိက္ခူနော်နှစ်ရဲ့အစနေ့ကို ရောက်ရှိလာပါပြီအဲတော့နှစ်သိက္ခာကိုချမ်းမှာစိတ်ချမ်းသာကြပြီးတဲ့နောက်တွေ့သမျှဘေးအန္တရာယ်အပေါင်းကိုကြံ့ကြံ့ခံနိုင်တဲ့ခွန်အားများဖျားရှင် တောင်းလောင်းပေးပါစေလို့လည်းမေတ္တာပို့တာပါရယ်ဒီနေ့ကျွန်တော်ခရိယံသူသဖြင့်ကက်သလစ်ခရိယံနေအတွက်တစ်နှစ်ပတ်လုံးအတွင်းမှာအသက်ရှင်ဆုံးသောရက်၃ရက်ရောက်ရှိလာပါပြီဒီနေ့ဂျာတာပရိနေကြီးကိုအင်္ဂလိပ်လို Monday Thursday လို့ခေါ်တယ်အဲ့တော့အဲ့ Monday Thursday ဆိုတာ Monday ဆိုတဲ့စကားလုံး Latin စကားကနေပြီးတဲ့နော် Mondare မမန္တတုလို့ခေါ်တာနော်အတိတ်ပဲကောမန့်ပြညက်နော်ပြညက်ပေးတယ်အမိတ်ပေးတယ်ဒါကြောင့်ဒုတိယကျမ်းစာမှာကျောင်းချားခဲ့ရတယ်ငါ့ကိုအောက်မေ့သရိယာချင်းကအိမ်မှုကိုပြုကြတော့အတမကျမ်းစာဧဝံဂေလိကျမ်းမှာလည်းကျွန်တော်တို့ကျမ်းနာခဲ့ရတယ်သင်တို့ငါပြုတာကို မြင်ကြတယ်မဟုတ်လားနားလည်လားဗောအေးအဲ့ဒါမင်းတို့အတွက်သင်ခန်းစာပဲတွားပြီးရဲ့နော် ထို့အတူပြုပါဆိုတဲ့အမိတ်ကိုပြည့်ညက်ကိုပေးတယ်။ဒါကြောင့်ဒီကနေ့ပွဲတော်မှာကိုရောမြတ်ဆက်ကရမန်တုချစ်ချင်းရဲ့ဆက်ကရမန်တုကိုလည်းကျွန်တော်တို့ခေါ်ရဲ။ဒါအပြင်အဲဒီကိုရောမြတ်နဲ့ဆက်နွယ်နေတဲ့ကိုရောမြတ်ကို ပူဇော်ပေးတဲ့ယဟန်ကြီးရဲ့ပွဲနေလည်းဖြစ်တယ်။ဒါအပြင် service ဒါကြောင့်ကိုရောမြတ်ကိုပြီးယူတဲ့အခါတိုင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ယဟန်ဘောဝအသက်တာ၌ပဲဖြစ်ဖြစ်ဘာအတွက်လဲဒီကနေ့ကျွန်တော်တို့အားလုံးသခင်ခရစ်တော်ပြသွားရဲစန္ဒမူနာကို အတူယူလိုက်ခြင်းဖို့ပဲဖြစ်ပါရဲရှင်သန်ဖို့ပဲဖြစ်ပါရဲအဲ့တော့ service ဆိုရဲเนาะအစေခံခြင်းအကျိုးပြုခြင်းကိုဒီကနေ့เนาะပြန်ပြီးတဲ့နောက်ရောက်ချင်းစီတိုင်းပြန်သတိရဖို့ပါ အဲ့တော့ပရမောက်ဆုံးမှာကျွန်တော်တို့ဒီကိုရမြတ်မင်္ဂလာပွဲတော်ကိုရမြတ်ဆက်ကရမန်တုကို ခရစ်တော်ဖျားရှင်က နောက်ဆုံးညစာစာပွဲမှာပရမောက်ဆုံးတော့တည်ထောင်ပေးခဲ့တယ်ဆိုတော့အဲ့အတွက်ဖျားကိုယေရှုတင်ရအောင်အဲယဟန်ဘောကလည်းထိုနည်းတူစာပဲငါကိုအောင်းမေ့သရိယာခြင်းကအီမှုကိုပြုကြတော့ကျွန်တော်တို့ယဟန်တွေကိုမထိုက်တန်တော်ညာလဲကျွန်တော်တို့တယောက်ချင်း လူတွေက လူသားဖြစ်တဲ့ယဟန်တွေကို သူရေးကောက်ပြီးတဲ့နောက်ဒီအခွင့်အာဏာကို အနှင်းခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကိုကိုရောမြတ်ခံယူဖို့အတွက်ပြင်ဆင်ပေးခဲ့ကြတဲ့ယဟန်တော်များနော်သင်ပေးခဲ့ကြတဲ့ဆရာသမားများနော်သီလရှင်များနော်အကုန်လုံးအကုန်လုံးမိဘတွေကအစကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုနော်လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ ပုံကိုယ်ရိအကောင်လုံးကိုပြန်သတိရရအောင်။ဒါပြင်ယနေ့အချိန်ထိဒီကိုရောမြတ်ဆက်ကရမတူအပြင်သခင်ဘုရားကကျွန်တော်တို့နဲ့အတူရှိနေတဲ့အတွက်ဘုရားကနေစားပြီးတဲ့နောက်ကိုရောမြတ်ကိုဖန်ဆင်းပေးတယ်ပူဇော်ပေးတယ်ကိုရောမြတ်ပြင့်ယူခွင့်ရဖို့အတွက်နော်စီစဉ်ပေးတဲ့ယဟန်တော်တွေအကောင်လုံးကိုပြန်သတိရရပြီးတဲ့နောက်ဂျေစုတင်ရအောင်။နောက်တစ်ချိန်တည်းမှာပဲဒီ ကိုရောင်မြတ်ဆက်ကရမန်တူးကိုကျွန်တော်တို့ပြင်ယူလိုက်တဲ့အခါတိုင်းဘာဖြစ်သွားလဲသခင်ခရစ်တော်ရဲ့ခန္ဓာတော်ကိုကျွန်တော်တို့ဝိညာဉ်အစာဟာရအဖြစ်ပြင်ယူခွင့်ရတယ်ဟောလူသားတိုင်းလူသားတိုင်းအသက်ရှင်ဖို့အတွက်အဟာရလိုအပ်တယ်ဝိညာဉ်အသက်တာအတွက်လည်းကိုရောင်မြတ်အားဖြင့်ကျွန်တော်တို့ရှင်သန်ခွင့်ရတယ်ဒါကြောင့်ကိုယ်တော်မြတ်ဆက်ကရမန်တူကကျွန်တော်တို့အတွက်ဘဝရဲ့အခြေခံအရင်းအမြစ်ဖြစ်သလို ကျွန်တော်တို့စွတ်တောင်းခြင်းတွေအကောင်လုံးထဲမှာလည်းဒီဝိပုကိုးကွယ်ခြင်းကိုရောမြတ်ဆက်ကရမတူဟာအထုတ်ထိပ်ပဲဖြစ်တယ်။ကျွန်တော်ရှိနေခြင်းရဲ့ဘဝရဲ့အသက်တာရဲ့အဓိကယုံကြည်ရာအားလုံးရဲ့အနစ်ချုပ်အထုတ်ထိပ်ဖြစ်သလိုကျွန်တော် prophetic dimension လို့ခေါ်ငါအသားကိုစငါအသွေးကိုတောက်တဲ့သူထာရအသက်ရမယ်တဲ့အဲ့ဒီလိုမျိုးဂရိစကားဘယ်ဖျားပေးခဲ့ဘူးလဲဘယ် prophet ပေးခဲ့ဘူးလဲဒါကြောင့် ဒီကနေ့ကြီးမားတဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာတော်ကိုကျွန်တော်တို့ခံစားရတဲ့အလျောက်ကိုရောရှင်ကိုကျေးဇူးတင်ခြင်းမို့ပါ။နောက်ကိုရောမြတ်ဆက်ကရမတုကိုကျွန်တော်တို့အတိတ်ပဲဖွင့်တဲ့အခါမှာ Thanksgiving ကျေးဇူးတော်ခြင်းမောရရစ်တယ်။ဖခင်ကလူတွေကိုပေးတဲ့ကျေးဇူးတော်တွေမှာအကြီးမားဆုံးသောကျေးဇူးတော်ပါ။ဒါကြောင့်ပထမကိုရောမြတ်ခံယူခဲ့တဲ့နေ့ကနေစပြီးတော့အခုချိန်ထိဖခင်ရှင်ကျွန်တော်နဲ့အတူရှိသလိုကျွန်တော်ရဲ့ ခြေကိုတော့ဆေးခဲ့တယ်ဖရာကအခုလေလူတွေရဲ့အသုံးဆောင်ဖြစ်တဲ့မုတ်ရဲ့အစင်းသဏ္ဍာန်အောက်မှာဖရာဖြစ်လင်ကစားအမြဲတမ်းရှိနေပြီးတာကအန်အောဖွယ်ကောင်းလောက်တဲ့သူ့ရဲ့မြစ်တာတော့ပါနောက်ဒါကြောင့်ဒီကနေ့ချက်တော်ညီကိုမောင်မအပေါင်းတို့ပါစကာရဲ့နည်းနည်းဘွယ်ရာကိုဒီကနေ့စာပြီးတဲ့နောက်အဲထောက်ရှုတယ်ကျင်းပတယ်သူ့ရဲ့အသေးခံခြင်းနဲ့ရှင်မြန်ထက်မြောက်ခြင်းကအဲ့ဒီမိစာအတွင်းမှာကျွန်တော်တို့ပြန်လဲပြန်လဲပြီးတော့ကျင်းပနေကြတာဖြစ်တယ် ကဲအဲ့တော့ဖယားကဒီခုနဧဝံဂေလိကျမ်းစာမှာခမီးတော်ကသူ့ကိုအခွင့်အာဏာတွေအကုန်လုံးပေးထားတယ်တကိုးအမှန်သမျှသူပိုင်ဆိုင်တယ်အဲ့ဒီတကိုးရှင်ဖြစ်နေကစားအခုဘာလုပ်ပြသွားလဲသူ့ရဲ့တပည့်တော်ကြီးတွေရဲ့ခြေကိုစီးတယ်အံ့ဩဖို့ကောင်းတယ်ကျွန်တော်ရဲ့မာနတွေကိုရိုက်ချိုးပြီးတော့သင်ကန်းစာပေးသွားတယ် ကျွန်တော်အချင်းချင်းကတရားနဲ့တရားမာရီကျော်ရင်နဲ့ကိုကို ထိခိုက်လာပြီဆိုလို့ရှိရင် မခွင့်လွန်နိုင်တော့ကလေးစားချေခြင်းနဲ့ဒီနေ့ကျွန်တော်တို့ဒီအချက်လေးနှစ်ချက်နော်ပထမတစ်ခုကဘာလဲဖယားရဲ့နှိတ်ချခြင်းကိုထောက်ရှုရအောင်ကိုရောရှင်ရဲ့တကယ်ဘာနဲ့မှပြောလို့မရတဲ့နှိတ်ချခြင်းမှာကျွန်တော်လူသားအချင်းချင်းကခြေထောက်ကိုဆေးရတာဒါ ရန်ကို အောက်တန်းကြပြီလို့နှိပ်ကြတယ်လို့ပဲထင်ကောင်းထင်မယ်တခင်ခရစ်တော်ရဲ့ခေတ်အချိန်ကာလမှာအဲ့ဒီအလုတ်ကိုလှုပ်တာအိရှင်ပြန်လာသည် ဖြစ်စေဧည့်သည်တစိမ့်အိမ်ထဲကို လာသည် ဖြစ်စေစေးပေးရတယ်ခြေတော့ကိုစေးပေးတဲ့ပုံကအစီကံပါကျွန်ပါကျွန်ရဲ့အလုတ်အဲ့ဒီကျွန်တူဦးရဲ့လှုပ်ဆောင်မှုကိုဒီကနေ့ဖျားကလှုပ်ပြသွားတယ်ဘလောက်ထိ သူ့ရဲ့ကြီးမားတဲ့နေချာခြင်းလေဒါကြောင့်ကျွန်တော်တို့တွေကိုယ့်ရဲ့ဘဝတတာကိုပြန်ကြည့်ပါเนาะမာနထောင်လွားပြီးတဲ့နောက် မာနကိုအလံထူထားပြီးတော့တခါတဲ့လူကိုအချင်းချင်းမပေါင်းသိနိုင်လောက်အောင်เนาะဘဝနေမြင့်နေတယ်ခွဲခြားဆက်ဆံနေဒါတွေအကုန်လုံးကိုဒီကနေ့ကြော်လွှားနိုင်ဖို့အတွက်ခရစ်တော်ဘုရားရှင်ကမာနရဲ့တတိုင်းတွေကိုဖြူချပြီးတဲ့နောက်သူ့ရဲ့တပည့်တော်ကြီးတွေကိုခြေစေးပေးတယ် အဒုတိယအချက်ကပါလေသူတို့အချင်းချင်းရှိနေခြင်းကတူးနဲ့တူအစီခံခြင်း အမှုကိုပြုဖို့ဖြစ်ပါတယ်အစီခံဖို့မိဘကသားသမီးတွေကိုကျွန်တော်အာနာနဲ့အုပ်ဆိုးဖို့မဟုတ်ပါဘူးဘုန်းကြီးကဘာသာသူတွေကိုတကယ်ချုပ်ကင်ဖို့မဟုတ်ပါဘူးဖိနှိပ်ဖို့လည်းမဟုတ်ပါဘူးနှိပ်ကုပ်ဖို့မဟုတ်ပါဘူးအဲတော့သင်ပြမင်းတို့တွေကအကြီးဆုံးဖြစ်ခြင်းတဲ့သူကအားလုံးရဲ့အစီခံဖြစ်ရမယ်ဆိုတာကကျွန်တော်တို့ကိုဒီကနေ့လက်တွေ့သင်ကြားပေးတယ် ဒါကြောင့်ကိုရောမြတ်စက္ကရာမတူးမှာကျွန်တော်တို့ကဖရားရဲ့နှိတ်ချစွာနဲ့ရှိနေတဲ့အဖြစ်ကိုယုံကြည်စွာနဲ့ပြင့်ယူသလိုကျွန်တော်တို့ပြင့်ယူသွားတဲ့ပုံကိုယ်တိုင်းကလည်းကိုယ့်ရဲ့ဝင်းကျင်မှာရှိတဲ့မိသားစုဝင်ပဲဖြစ်ဖြစ်เนาะအထူးသဖြင့်ကိုယ့်ထဲအဆင့်အတန်းနှိတ်တယ်လို့သတ်မှတ်ခြင်းခံရတဲ့ပုံကိုယ်တွေအကုန်လုံးကိုကျွန်တော်တို့အကျိုးပြုဖို့ပါဒါဟုတ်သခင်ယေရှုကကိုရောမြတ်မှာเนาะလက်တွေ့ပြယုံတာမကဘဲနဲ့ ူ့ရဲ့တပည့်တော်ကြီးတွေကိုခြေစည်းခြင်းအပြင်ကျွန်တော်တို့အားလုံးကိုဒီကနေ့အေးချစ်ချင်းမြတ်တာ၌အစီခံဖို့သင်ကြားပေးနေပါတယ်ဒီချက်နှစ်ချက်လေးကိုဒီနေ့မှာထောက်ရှုပြီးတဲ့နောက်ဖျားရှင်အားဂျေစုတင်စွာနဲ့အဲကျွန်တော်တို့ဒီနေ့ယဟန်နေရဲ့ပွဲနေလဲဖြစ်တဲ့အလျောက်ယဟန်နေအတွက်လည်းအထူးဆုတောင်းပေးပါဂျေစုတင်ပါဟောပြန်လုံတော်မူသွားတဲ့ ဖာသာဂျေရွန်ဝင်းရွှေကြည်အတားလဲကျွန်တော်တို့တတိယဆုတောင်းပေးသလိုသူရဲ့ပြသခဲ့တဲ့ကောင်းတဲ့စံနမူနာတွေနော်ပုံစံကောင်းနမူနာကောင်းတွေကျွန်တော်တို့အတွက်ဖျားနဲ့မိတ်ဆက်ပေးတဲ့ယာချိတ်ဆက်ပေးတဲ့ကောင်းမှုတွေအားလုံးအတွက်သူကိုအောင်းမိပြီးတော့ကျေးဇူးတင်စွာနဲ့ဒီမိစားမှာလဲဆုတောင်းပေးပါအခြားအခြားသောကျွန်တော်တို့ဘဝမှာ နော်ကျေးဇူးရှင်များဖြစ်ကြတဲ့ယဟန်တော်တွေကိုလည်းပြန်သတိရပြီးတဲ့နောက်ဆုတောင်းပေးဖို့ပါအဲ့တော့တကယ်ပဲကျွန်တော်တို့နေ့စဉ်အသက်တာမှာအဲ့ဒီအချင်းချင်းအကျိုးပြုတဲ့အစီကံခြင်းအမှုကိုပြုနိုင်ဖို့ခွန်အားကျေးဇူးတော်များကိုလည်းဆက်လက်တောင်းခံရင်းအခုခြေစေးခြင်းအခမ်းအနားမှာဆက်လက်ပါဝင် ပြီးတဲ့နောက်သခင်ဖျားကိုကိုတင် जा ပြီးနေတဲ့စံနမူနာကိုကျွန်တော်တို့လက်တွေ့ကျင့်ကြံအားထုတ်ကြရအောင်ကိုရောရှင်ကို ကျေးဇူးတင်စွာနဲ့ဒီမစ္စာမှာလည်းဆက်လက်ဆုတောင်းကြပါစို့ကျားလာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။